ြည့်ဖို့မပြောနဲ့မျက်နှာအလုံးမကြည်လင်လန်းဆန်းနေတယ်ဘာဖြစ်လို့မြန်တေးရမှာမကြောက်တလေအံအော်လုံးလို့မေးတာဟုတ်လားအဲ့လိုမေးတဲ့အခါကျတော့ဘုရားလောင်းကပါပြောတော့လူရင်းနှစ်ချုပ်ပြောရဲ့ငါလှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်တွေကိုလှုပ်ထားတယ်တဲ့ကောင်းမှုတွေကိုလည်းငါအများကြီးလှုပ်ထားတယ်နော်သူတော်ကောင်းတွေချီးမွမ်းတဲ့အလုပ်တွေကိုအများကြီးလှုပ်ထားတယ်တမလွန်လောကသွားဖို့လမ်းကိုလည်းပဲငါဟာတန့်ရှင်းအောင်တုတ်တင်ထားပြီးသားဒါကြောင့်တရားမှတီးတဲ့ငါလိုလူအတွက်တည်ခြင်းတရားကြောက်ရရမဟုတ်ဘူးလို့ပြောတာဟုတ်လား ကတမေကလျာဏာနေကရူပါယဉ်ညာယိဒါရေဝိပုလာပတ္တထဝီသောတိတောပရလောကတမေကောဓမ္မေထီတောကောမရဏတဘာယိအဓိပ္ပာယ်လေးကဒါပဲဟုတ်လားကတမေကလျာဏာနေကရူပါအလွန်များပြားတဲ့ကောင်းမှုတွေကိုငါလှုပ်ထားတယ်ကောင်းမှုလှုပ်တယ်ဆိုတာစိတ်ထဲမှာကောင်းတဲ့စိတ်ကလေးတွေဖြစ်အောင်ကြိုးစားတာကိုပြောတာဟုတ်လားစွန့်လွတ်မှုနဲ့ရှင်တဲ့စိတ်ဒါနစောင့်စည်းမှုနဲ့ရှင်တဲ့စိတ်သီလဟုတ်လားတည်ငြိမ်မှုနဲ့ရှင်တဲ့စိတ်တမာတိ ကောင်းတဲ့စိတ်ကလေးတွေကိုအဲ့လိုနားလဲဖို့လိုတယ်နော်နေစာဒုက္ခအနတ္တမတည်မြဲမှုမကောင်းမွန်မှုအဆိုးမရမပိုင်သားမှုဒါကိုသိမြင်နားလဲမှုနဲ့ရှင်တဲ့စိတ်ပညာဟုတ်လားဒီဟာတွေကိုပါခေါ်တော့ကောင်းမှုအဲ့ဒါလိုကောင်းမှုတွေသူအများကြီးလှုပ်ထားတယ်ရင်ညာရိတ်တာရေဝိပုလာပသက်ထားတယ်နော်ပညာရှိသူတော်ကောင်းတွေချီးမွမ်းတဲ့နောက်ဘေးကန်းစွန်ကြဲခြင်းဆိုတဲ့ဒီဒါနမှုတွေလည်းငါအများကြီးလှုပ်ထားတယ်ဝိသောတိတောပရာလောကတမကောတဲ့နော်တမလွန်လောကကိုသွားဖို့အတွက်ခရီးလမ်းကိုလည်းပဲ ငါအကုန်လုံးတန်ရှင်းအောင်တုတ်တင်ထားတယ်ဆိုလိုတာကိုသွားမဲ့လမ်းကြောင်းလေးကိုကိုယ့်အကိုဖြောက်အောင်တော့ဖြူးနေအောင်လှုပ်ထားပြီးသားတဲ့ဒါကြောင့်မလို့ဓမ္မေတီတော်ကောမရဏတပါယေနော်တရားမှာတီးတဲ့ငါလိုလိုအတွက်ဘာကြောင့်တည်ခြင်းတရားကိုကြောက်ရမှာလေလို့ပြောတာအဲ့ဒါမင်းငါကိုတတ်ပြီးတော့စခြင်းလဲစားမိခင်ပြီးတော့စခြင်းလဲစားအဲ့လိုကိုရဲရဲရဲဖရာလုံးကပြောတာနော်အဲ့ဒါသူရှစ်ကာထာလောက်ပြောတာပါအဲ့ဒီမှာတော့သူအမေဖေရဲ့ပုံမှာပဲသူလှုပ်တင်လှုပ်ထိုက်တာကိုသူလှုပ်ပြီးပြီ သားသမီးတွေရဲ့ပုံမှာလည်းသူလှုပ်တင်လှုပ်ထိုက်တဲ့ကောင်းတာကိုသူလှုပ်ထားတယ်။ဘသူ့ပေါ်ပဲဖြစ်ဖြစ်ငါကောင်းတာတွေလှုပ်ထားတယ်။ဒါကြောင့်မို့လို့သေခြင်းတရားငါအတွက်ကြောက်เสียဟာမဟုတ်ဘူးလို့ပြောတာ။ဟုတ်လား။ဒါကြောင့်သေမှာမကြောက်ချင်ဘူးဆိုလို့ရှိရင်တတိယအရည်သွေးငါရှိရမှာလို့ကောင်းမှုရှိရမယ်နော်။ပထမအရည်သွေးနဲ့ဒုတိယအရည်သွေးကဘာပြောတော့နော်ကာမနဲ့ဘဝရဲ့ပုံမှာတွေ့တာမမုန်းမှု၊ကင်းအောင်၊ကင်းအောင်မတက်နိုင်သေးရင်နဲအောင် လုံးတို့အမှန်မြန်ကြိုးစားမယ်တတိရှိအောင်ကြိုးစားနော်နောက်၄ခုမြောက်သေးမှာမကြောက်တဲ့ပုံကမှရှိတဲ့အရည်သူရပါတော့သူတော်ကောင်းတရားရဲ့ပုံမှာတန်တရားကင်းရှင်းတာဒါသူရဲ့သူတော်ကောင်းတရားနဲ့ပတ်သက်ပြီးတော့နော်ရှင်းရှင်းလင်းလင်းသိအောင်မြင်အောင်ကြိုးစားအထုတ်ထားလို့အသိဉာဏ်ရှိလာတာနဲ့မြတ်သူတော်ကောင်းတရားရဲ့ပုံမှာတန်တရားကင်းမှာပဲဒါကသောတပတိမဉ္ဇဉ်ပူဇော်ရမယ်ဆိုရင်တော့ဒါတန်တရားကိုလုံးဝပေရှားနိုင်တဲ့အနေထားပေါ့နော်အဲ့ဒီအနေထားအကြီးမရောက်ဘူးဆိုရင်တော့ နဲ့သူတော်ကောင်းတရားနဲ့ပတ်သက်ပြီးတော့အော်တဘာဝတရားတွေကတကယ်ကိုဒီတိုင်းဖြစ်နေတာပါလားဟုတ်တာပါလားဒါကိုစူးစမ်းအထုတ်တယ်သိအောင်နားလည်အောင်စူးစမ်းအထုတ်တယ်ဆိုရင်စိတ်ရငြိမ်းအေးမှုချမ်းသာမှုကိုတကယ်ရတာပါလားလို့ကိုဒီလက်တွေအပြင်သူတော်ကောင်းတရားရဲ့နော်သဘောတဘာဝကိုသိရင်သိသလောက်တန်သေးရဆိုတဲ့အညစ်အကြေးကတဖြည်းဖြည်းနဲ့နည်းတော်မှာပဲဟုတ်လားအဲ့ဒီတန်သေးရကင်းရှင်းပြီဟေ့ဆိုရင်တော့ဘာဖြစ်မလဲတေခြင်းတရားကိုဒီလိုကမကြောက်ဘူးလို့မြတ်စွာဘုရားဟောတယ်ဟုတ်လား ဒါကြောင့်တေခြင်းတရားကိုထိတ်လန့်တုန်လှုပ်မှုကင်းကင်းရှင်းရှင်းနဲ့အိန္ဒိယရာတိခါရှိရှိဘုံဘုံတို့ရင်ဆိုင်နိုင်ရင်လည်းဆိုရင်ဒီအကြီးသွေး၄မျိုးရှိအောင်လုပ်ရမယ်နော်ငါနဲ့ငါဥစ္စာတွေရဲ့အပေါ်မှာတွေ့တာမဲ့မမှုနေအောင်လုပ်ဒါကာမနဲ့ဘဝရဲ့အပေါ်မှာတွေ့တာမဲ့မမှုကင်းတယ်ဆိုတဲ့သဘောလေးကိုလက်တွေ့ကြကြပြောပြတယ်ဟုတ်လားဒုတိယပါတော့ကောင်းမှုမှန်သည်မြပြည့်စုံအောင်ကြိုးစားဟုတ်လားကောင်းမှုရှိတယ်လို့သိမှမကြောက်ဘူးဆိုတဲ့သဘောကိုနားလည်ပြီးတော့ နော်ပြစ္ဆုတ်ပန်လဲစိတ်ချမ်းသာဖို့ရည်ရွယ်ချက်တန်တရားမှာလည်းပဲကောင်းမွန်တဲ့အကျိုးရလဒ်ကိုရဖို့ဆိုတဲ့ရည်ရွယ်ချက်နောက်ဆုံးဘဝတန်တရားလွတ်မြောက်အောင်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်ဒီရည်ရွယ်ချက်တွေအပြင်ကိုပဲနော်တေဂာနီးမှာတေခြင်းတရားကိုရင်ဆိုင်တဲ့နေရာမှာနော်ကောင်းကောင်းမွန်မွန်ရင်ဆိုင်နိုင်ရစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့လည်းပဲကောင်းမှုကိုစူးစမ်းရမယ်ပေါ့ဟုတ်လားပြီးတော့ဘာတော့သူတော်ကောင်းတရားကိုတန်တရားကင်းကင်းရှင်းရှင်းနဲ့နော်သိနိုင်မြင်နိုင်တဲ့အဆင့်ထိရောက်အောင်စူးစမ်းရမယ်ဒါဆိုလို့ရှိရင်ဘုံဘုံတို့တွေဟာနော်အရေးကြီးလာပါတယ် နော်ကြောက်လန့်တုံလှုပ်เสียကောင်းလာပါတယ်လို့ဆိုတဲ့တေခြင်းတရားကိုအစဉ်ပြေပြေရှင်းဆိုင်နိုင်မယ်ပေါ့ဆက်ပြီးတော့ဘုံဘုံဗာပြောခြင်းတော့နော်ရှင်သာတိပုတ္တရာကိုတော့မြတ်ကြီးပြောခဲ့တဲ့အသေးကောင်းဒီ6မျိုးဆိုတာလေးကိုအချင်းချုပ်ပြီးတော့ပြောမယ်ဟုတ်လားဒါကမဖြစ်မနေဘုံဘုံတို့ရင်ဆိုင်ဖြတ်တန်းကြရမယ်အခက်ခဲတစ်ခုအတွက်နော်ဤမျိုးစုံနဲ့ပြည်လေအောင်စူးစမ်းအထုတ်လို့ရတဲ့ပုံကိုယ်တွေအတွက်သိထားတဲ့အကြောင်းအရာလေးတွေပေါ့နော်အဲ့ဒါဘုံဘုံတို့ဆက်ဆက်ကနေပါအင်ကုန်းထိုထဲမှာ ဗဒကတုတ်တံဆိုပြီးတော့လာတယ်နော်ဗဒကဆိုတာကောင်းမြတ်တဲ့သဘောပေါ့ဘာကောင်းတာတော့လို့မေးအသေးကောင်းတဲ့သဘောကိုရည်ညွှန်းတာအဲ့ဒီမှာရှင်သာရိပုတ္တရာယဟန်တွေကိုဟောတာနော်ကိုကိုကိုအသေးဆိုးအောင်လုပ်နေတဲ့ယဟန်တွေရှိတယ်တဲ့ဒါယဟန်တွေကိုဟောတဲ့တရားမို့လို့ဘလို့ပုဂ္ဂိုလ်မျိုးတုံဘလို့ယဟန်မျိုးတုံနော်အသေးမကောင်းတာကိုအရင်ပြောတာသူကဟုတ်လားကမ္မာရာမောတဲ့နော်အရေးမပါတဲ့အလုပ်တွေနဲ့အချိန်ကုန်နေတာကိုပြောတာဟုတ်လား နော်သူတော်ကောင်းတရားအလုတ်သူတော်ကောင်းတရားကိုတိဖို့အလုတ်နော်ဒီကုသိုလ်ရေးအလုတ်ဒီအလုတ်တရားလွယ်လို့ကျန်တဲ့အလုတ်တွေရဲ့ပုံမှာစိတ်ဝင်စားပြီးတော့ဟိုဟာလေးလှုပ်လိုက်ဒါလေးလှုပ်လိုက်ဘာလေးလှုပ်လဲမေမေရရပြရရမရှိဟုတ်လားအဲ့ဒါလိုမျိုးနော်မထိရောက်တဲ့တိတ်တန့်ဖို့မရှိတဲ့ခုနစကလုံးမကောင်းပါနဲ့အရေးမပါတဲ့အလုတ်ဆိုတာအကောင်းဆုံးပဲဟုတ်လားအရေးမပါတဲ့အလုတ်တွေကိုလှုပ်ရင်းနဲ့ဘာလုပ်နေရတော့အချင်းကုန်းနေတာအဲ့ဒါကိုကမ္မာရာမောကမ္မာရတောအမှုကိစ္စအသစ်မှာမွေ့လျော်တဲ့အမှုကိစ္စအသစ်လှုပ်နေရတော့ပြောနေတဲ့ဒါကိုစိတ်ဝင်စားနေတယ် အဲ့ဒါလိုလူမျိုးဟာအသေးဆိုးလိမ့်မယ်လို့ပြောတယ်။ဟုတ်တယ်။အသေးကောင်းဖို့အလုပ်ကိုသူပြစ်ထားပြီးတော့တန်ဖိုးမရှိတဲ့အရင်ပါတဲ့လုပ်တွေနဲ့အချိန်ကုန်နေတဲ့အတွက်ကြောင့်အသေးဆိုးနိုင်တယ်ပေါ့။နောက်ဒုတိယပါတော့ဘဒ္ဒရာမောတဲ့စကားပြောရတာပြောနေတာ။ပြောရရင်ပြင်ကိုမပြင်ဘူးစကားမျိုးပြောနေရမယ်ဆိုလို့ရှိရင်အချိန်ကုန်လို့ကုန်မှမသိဘူး။ဟုတ်လား။အဲဒီစကားပြောတာကိုပြောတဲ့လူက ကိုနိုင်ကသိမသိဘူးသူကပြောကျင်နေတာဆိုတော့ဘေးကကြားတယ်လူကသိတယ်ဟဲ့ဒီလူတန်လည်းမြင်းနှံကြားနေပါလားဆိုတာဟုတ်လားနော်အဲ့ဒါစကားပြောတဲ့နေရာမှာပြောမွေးနေလို့ရှိရင်လည်းပဲအသေးဆိုးတဲ့တေတဲ့နောက်နေတာတာမောတဲ့အိတ်ဆက်ချင်းကပြောမွေးနေအိတ်ဖို့ပဲစ조사နေတာအိမ်ဘယ်တော့မှပြင်းတယ်လို့မရှိဘူးဟောအိတ်ဖက်အိတ်ချင်းနေတယ်ဒါလည်းပဲသွားမစမ်းနဲ့နော်သူကလည်းပဲစွဲတယ်အိတ်ချင်းရတယ်ဟုတ်လားအိတ်နေကြချင်းလေးဆိုရင်ဘာလို့ချင်းလဲအိတ်ချင်းနေတာဒါလည်းအသေးဆိုးတဲ့တေတဲ့ ောက်သင်္ကနိကာရမောတဲ့အပေါင်းအသင်းမှာမွေးလေဟုတ်လားနော်အခြေဆက်တွေများနေတာဟိုလူလည်းသိဒီလူလည်းသိဟာဟိုလူကိစ္စဒီလူကိစ္စတွေအကုန်လုံးသူကောင်းထဲမှာရှိဘာဘာတွေဖြစ်နေလဲနော်အပေါင်းအသင်းမှာမွေးလေဟောနေတာအဲ့ဒါအသေးဆိုးတဲ့တဲ့နောက်တန်တက်ကာရမောနှီးနှောမှုမှာ ပြောမွေးတယ်ပိုးပြီးတော့သူကတော့နီးဆက်သွားတယ်အပေါင်းအသင်းတွေမကောက်ဘူးသူကတော့အများကြီးပဲသူ့ရဲ့အတိတ်ပဲပိုးပြီးတော့ကျေပြန့်တယ်နှီးနှောမှုပတ်သက်မှုဆက်ဆက်မှုတွေသူအလွန်များတယ်အဲ့ဒါတွေ ਨੇ ပြောနေတယ်တဲ့ ဒါလည်းပဲအတိဆိုးရဲ့အကြောင်းနောက်ပပင်စာရာမောတဲ့ပပင်စာတရားမှာပျော်မွေ့နေသူလည်းအတိဆိုးတဲ့တည်းပပင်စာတရားကြားဝင်နေနော်ဗာလေတော့တဏမာနာဒိဋ္ဌိဟုတ်လားတဏမာနာဒိဋ္ဌိနော်ငါဆိုတဲ့အမြင်ဒါဒီအမြင်နဲ့နေရတာနှစ်သက်ငါဥစ္စာတွေဆိုတဲ့အမြင်နဲ့နေနေရနှစ်သက်ငါဆိုတဲ့အထင်ရောက်မှုတစ်ခုနဲ့နေနေရတာကိုနှစ်သက်နေဟုတ်လားအဲ့ဒီလိုမျိုးပပင်စာတရားမှာပျော်မွေ့နေတဲ့ပုံစံတွေကလည်း အသေးဆိုတဲ့တေတဲ့အဲ့ဒါကိုကိုအသေးကောင်းကျင်တယ်ဆိုလို့ရှိရင်ဒီတရားတွေရဲ့ဆန့်ကျင်ဘက်ဖြစ်အောင်ကြိုးစားရမယ်အကယ်၍သာဘုမနောကအမှုကိစ္စမှာပျော်မွေ့နေမယ်စကားပြောမှုမှာပျော်မွေ့နေမယ်အိဆက်ချင်းမှာပျော်မွေ့နေမယ်အပေါင်းအသင်းမှာပျော်မွေ့နေမယ်ရောနှောချင်းမှာပျော်မွေ့နေမယ်ပပင်စတရားတွေမှာပျော်မွေ့နေမယ်ဆိုရင်နဗတ္တကမရဏဟောတိနဗတ္တိကကာလကိရိယာအဲ့ဒီပုဂ္ဂိုလ်အသေးမကောင်းနိုင်ဘူးအဲ့ဒီပုဂ္ဂိုလ်ကိုယ်လွန်ခြင်းဟာမကောင်းနိုင်ဘူးလို့ပြောတယ် ဟုတ်လားဒါကြောင့်အသေးကောင်းရင်ဒီဆိုးရတဲ့အနေအထား6မျိုးဘာလို့ရမှာတော့ရှောင်ကျင်ရမှာပေါ့နော်နာကမာရာမတာဟုတ်လားအမှုကိစ္စအသက်မှာမွေးလျော်တဲ့သဘောနည်းအောင်လုပ်ရမှာငါလူရင်းလောက်ကဘာလဲဆိုတော့မျက်ခြေမပြက်အောင်ပေါ့နော်ဆိုလိုတာဟုတ်လားပြီးတော့ဘာတော့နာဘတ္တာရာမောစကားပြောမှုမှာမပြောမွေးအောင်စူးစမ်းရမယ်နာနေတာရာမောအိပ်ဆက်ခြင်းမှာမပြောမွေးအောင်စူးစမ်းရမယ်နာသင်္ကနိကာရာမောနာအပေါင်းအသင်းမှာမပြောမွေးအောင်စူးစမ်းရမယ်နာတန်တက်ကာရာမော ရောနှိုးခြင်းမှာမပြောမှုအောင်စ조사ရမယ်။နပပင်စာရာမောနပပင်စာတရားမှာမပြောမှုအောင်조사ရမယ်။ပပင်စာတရားမှာမပြောမှုမပြောမှုခြင်းမှုဆိုရင်တော့မင်းကွန်းဆိုလိုကြီးရေးတဲ့ဟိုဝိပဿနာလင်္ကာကိုအမြဲတမ်းရွတ်ကြည့်နေ။နှိမ့်ချုပ်လေးပါတွေ့တော့ငါငါဥစ္စာငါလိပ်ပြာတို့ဘာတစ်ခုမှမဟုတ်ကြသည်ဓမ္မတတ္တပါဒကားဆိုတာအပပင်စာတရားကိုခွာနေတာပဲ။ဟုတ်တယ်မို့လား။အမတို့မနေ့တိုင်းရွတ်ရွတ်နေတယ်။ နေတ္မမနေသောဟာမသမီနမေသောအတ္တဆိုအဲ့ဒါပဲလေဟုတ်လားဒါရီယာငါဟာမဟုတ်ဘူးဒါရီယာငါမဟုတ်ဘူးဒါရီယာငါလို့ထင်လောက်เสียအရာတွေမဟုတ်ဘူးလို့တဏမာနဒိဋ္ဌိကိုခွာခိုင်းတဲ့ဒေသနာတွေအဲ့ဒါတွေကကိုရွတ်နေတဲ့ဟာရဲ့အတိတ်ပဲလေကိုကကိုသိအောင်လေဂျိုးပန်းအထုတ်ဖို့လိုသေးတယ်နော် ဟုတ်လားအေတ္တမမအေသောဟာမသမီအေသောမိအတ္တဒါမှားနေတယ်နော်အဲ့ဒီအမြင်တွေကဟုတ်လားငါငါဥစ္စာငါလိပ်ပြန်ဆိုတဲ့အမြင်တွေနဲ့နေနေတာ အဲ့ဒါပပင်စာမှာပြောမွေးတာပေါ့နော်နေတ္တမမနေသောဟာမသီနမေသောအတ္တဧဝမေတ္တယထာဘုဒ္ဓတမ္မပညာယတထပံဟုတ်လားဒါကမှမှန်ကန်တဲ့အမြင်မှန်ကန်တဲ့အသိပေါ့နော်အဲ့လိုမျိုးဘုံဘုံတို့နော်ကြိုးပမ်းအားထုတ်နိုင်မယ်ရှိလို့ရှိရင်ဗဒကံမရဏဟောတိဗဒိကာကာလကိရိယာအဲ့ဒီပုဂ္ဂိုလ်ရဲ့သိခြင်းဟာကောင်းလိမ့်မယ်အဲ့ဒီပုဂ္ဂိုလ်ရဲ့ဝင်လွန်ခြင်းဟာကောင်းလိမ့်မယ်လို့ဒါကဘုဇူးရဲ့အမြင်လေရှင်သာရိပုတ္တရာကိုရောမြတ်ကြီးရဲ့အမြင်အဲ့ဒါမြတ်စွာဘုရားက ဒီသေးချင်းနဲ့ပတ်သက်ပြီးတော့ကောင်းသောသေးချင်းဖြစ်အောင်ကွယ်လွန်ချင်းနဲ့ပတ်သက်ပြီးတော့ကောင်းသောကွယ်လွန်ချင်းဖြစ်အောင်အနာတမင်းတတိယကြီးကိုဟောခဲ့တဲ့တရားတစ်ပုဒ်ရှိတယ်။အဲ့ဒါလေးကိုလည်းဘုမောကပြောခြင်းဟုတ်လားအသေးကောင်းဖို့အတွက်အသေးမဆိုးဖို့အတွက်ကြိုးပမ်းအထောက်တဲ့နေရာမှာနော်အများကြီးအထောက်အကူပြုမဲ့ဒေသနာလေးတွေလို့ဆိုရမယ်နော်အင်္ဂုတ္တပါဠိတော်တိကဏိပတ်ထဲမှာအရခိတုတ်အရခိတာတုတ်တန်ဆိုပြီးတော့နော်ဘုမောတို့ထင်ရှားတယ်အဲ့ဒီတုတ်တန်မှာမြတ်စွာဘုရားအကြောင်းဥပုံဆောင်လာတဲ့အနာဘိအနာတဘိတတိယကြီးကိုဟောတယ် စိတ်တေကပတိအရခိတေကာယကမ္မံပိအရခိတံဟောတိဝစီကမ္မံပိအရခိတံဟောတိမနောကမ္မံပိအရခိတံဟောတိနောက်တခါကြီးတဲ့စိတ်ကိုမစောင့်ရှောက်ဘူးဆိုရင်ကာယကမ္မစီကမ္မနောကံနောက်ကံသုံးပါးကိုစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးတဲ့စိတ်လွတ်ထားတဲ့ပုဂ္ဂိုလ်ရဲ့အပြောတွေအလုပ်တွေအတွေးတွေဟာလည်းပဲနောက်ထိမ့်သိမ့်ထားတယ်လို့မဆိုနိုင်ဘူးတဲ့ဘယံမှာပဲဖြစ်မယ်ပေါ့နော်အဲ့ဒါလို့ဆိုရင်သူ့ရဲ့ကာယကမ္မစီကမ္မနောကံတွေဟာဘာဖြစ်လာမလို့ နော်ဆူဆွလိမ့်မယ်တဲ့အဝတုတံဟောတိဒေသနာလေးကိုခွင်းဆက်ကလေးမိအောင်နားထောင်ဟုတ်လားစိတ်ကိုမစောင့်ရှောက်ရင်ကာယကံမရှိကံမနောကံကံသုံးပါးစောင့်ရှောက်တယ်လို့မဆိုနိုင်ဘူးကံသုံးပါးကိုစောင့်ရှောက်မထားဘူးဆိုရင်အဲ့ဒီကံသုံးပါးဟာလောဘဒေါသမောဟဆိုတဲ့နော်ကိလေသာမိုးရီတို့ဖြင့်ဆွဆွလိမ့်မယ်ဒါဆိုရင်အဲ့ဒီကာယကံမရှိကံမနောကံတို့သည်ပူတိကံပုတ်ဆွေးလိမ့်မယ်တဲ့ဆွဆွပံများလာလို့ရှိရင်ပုတ်ဆွေးလိမ့်မယ်အဲ့လိုကံသုံးပါးမကောင်းတော့ဘူးပုတ်ဆွေးတယ်ဆိုတာဒုစရိုက်တရားတွေဖြစ်တာကိုပြောတာ မကောင်းမှုတွေဖြစ်သွားပြီဆိုတာကိုပြောတာဟုတ်လားအဲ့လိုပုတ်ဆွေးလာပြီဆိုလို့ရှိရင်တော့ဒီပုဂ္ဂိုလ်ရဲ့နော်သေဆုံးခြင်းဟာကောင်းသောသေဆုံးခြင်းမဖြစ်နိုင်တော့ဘူးကွယ်လွန်ခြင်းဟာလည်းကောင်းသောကွယ်လွန်ခြင်းမဖြစ်နိုင်တော့ဘူးတဲ့နဗတ္တကံမရဏဟောတိနဗတ္တိကာ ကာလကိရိယာသူလည်းအဲ့တိုင်းပဲဟောတာဟုတ်လားဒါလည်းပဲသဘာဝကြကြစဉ်းစားကြည့်ရင်အလွန်ကိုပဲနော်သဘာဝကြတယ်သဘာဝဆိုင်တယ်လို့ဆိုရမယ်လူတယောက်မဟုတ်တာတွေလောက်တာတွေများတယ်မဟုတ်တဲ့အပြောတွေများနေတယ်အတွေးတွေလည်းမဟုတ်တာတွေများနေဆို အလွန်ကိုပဲသူ့ရဲ့ဒီကံတုံးမှာသူ့ရဲ့ဘဝမဖြစ်နေဘူးလို့ညှင်းနွမ်းနေပါတော့။တေဂာနီမှာကောင်းတဲ့စိတ်နဲ့ဘလို့မှသူတေဖို့မလွယ်ဘူး။ဟုတ်လား။ဘာဖြစ်လို့သူ့ရဲ့စိတ်ကအဲ့လိုဒုစရိုက်တရားတွေနဲ့ပုတ်ဆွေးညှင်းနွမ်းသွားတာတော့ဆိုတော့လောဘဒေါသမောဟတွေဆွဆွဖန်များလို့ဘာလို့လောဘဒေါသမောဟတွေကဆွဆွတောင်ဆိုတော့ तू စောင့်ရှောက်မှုမရှိဘူး။ထိမ့်သိမ့်မှုမရှိဘူးဒီကံတွေကိုဟုတ်လား။ဘာလို့စောင့်ရှောက်မှုထိမ့်သိမ့်မှုမရှိတောင်ဆိုတော့ तू စိတ်ကလေးကိုလွတ်ထားလို့ အညာလေးကိုဘုံဘုံတို့အဓိကအရေးပါတဲ့တော့ချက်ကိုမြင်ဖို့လိုတယ်ဟုတ်လားစိတ်ကိုလွတ်ထားရင်ကံသုံးပါလွတ်ထားရအောင်မယ်လွတ်ထားရင်ဆွဆွမယ်ဆွဆွရင်ပုတ်ဆွေးမယ်ပုတ်ဆွေးရင်အဲ့ဒါဒီဘဝတံပိုးမဲ့တဲ့အတွက်ကြောင့်တေဂာနေမှာသူဆွဆွဝဝဆုံးတတ်ရလိမ့်မယ်ဒါပြောတာဟုတ်လားအဲ့ဒါကိုမြတ်စွာဘုရားဥမာဘလို့ပေးတော့အိမ်တဲ့အိမ်ကိုတဲ့အိမ်တလုံးကိုကောင်းကောင်းမိုးမထားဖို့ဆိုလို့ရှိရင်အဲ့ဒီခေါင်ကိုလည်းစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးအကားတွေအခင်းတွေတိုင်တွေ ဘေးရာဘေးစိတ်ပိုင်းကိုမှစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူး။ဘာဖြစ်လို့တော့ကောင်းကောင်းမိုးမထားဘူးဆိုရင်မိုးရွာတိုင်းယိုတော့မယ်။မိုးဆူတော့မယ်။မိုးဆူမှများလာရင်ဒီအစာအုပ်ရဲ့အစိတ်ပိုင်းတွေအကုန်လုံးဟာဘာဖြစ်သွားမှာတော့ဆွေးမြေသွားမယ်။မကြခင်မှာပဲသူကရိုင်လဲသွားပျက်စီးသွားမယ်။အဲ့ဒါနဲ့ဥမာပေးတာနော်။ဒါကြောင့်စိတ်ဆိုတာခန္ဓာအိမ်ရဲ့အမိုးပဲဆိုတာကိုဖုံဖုံတို့နားလည်ဖို့လိုတယ်။သူ့ကိုကောင်းကောင်းမမိုးနိုင်ဘူးဆိုတာနဲ့ခန္ဓာအိမ်ကဘာဖြစ်သွားမှာတော့အဆင့်ဆင့်ယိုရင်းပျက်စီးသွားမှာနော်။ပထမအဆင့် ်ဆွဆွမဲ့ဒုတိယဆင့်ပုတ်ဆွေးမဲ့တတိယဆင့်ရိုင်လဲဖို့ပဲရှိတော့တယ်ဟုတ်လားအသေးမကောင်းဘူးဆိုတော့အဲ့ဒါရိုင်လဲရတော့တာပဲနော်ဒါကြောင့်ကိုယ့်ဘဝကိုတိတိငိမ့်ငိမ့်အဆုံးသတ်ချင်တယ်ဆိုလို့ရှိရင်ကံသုံးပါးကိုဘာလို့ရမှာတော့မပုတ်ဆွေးအောင်ကြိုးစားရမယ်မပုတ်ဆွေးဖို့ရှိရင်မဆွဆွဖို့လိုတယ်မဆွဆွဖို့ဆိုရင်စောင့်ရှောက်ထားဖို့လိုတယ်စောင့်ရှောက်ဖို့ဆိုရင်အဓိကဘာကိုစောင့်ရှောက်ဖို့လိုတော့စိတ်ကိုစောင့်ရှောက်ရမယ်အဲ့ဒါမျိုးဆိုပါရတော့နော်တမျိုးတည်းတစ်ခုတည်းပဲခေါ်လိုက်တယ်လို့တောင်းဆိုနိုင်တယ်နော်အသေးကောင်းကျင်တယ်ဆိုရင်အဓိကဘာလို့လဲတော့ ကိုစိတ်ကိုစောင့်ရှောက်ရမယ်။နော်ဘာလို့စောင့်ရှောက်ရမလဲဆိုတော့စိတ်ကအလွန်မှပျက်စီးလွယ်တယ်။လောဘဒေါသမောဟဖြစ်တယ်ဆိုတာစိတ်ပျက်စီးတယ်လို့ဒီနေရာမှာဘုံဘုံကရည်ညွှန်းတာဟုတ်လား။အာယုန်နေတဲ့တွေ့တိုင်းတွေ့တိုင်းမကျေနပ်စရာတွေ့ရင်ဒေါသဖြစ်တယ်။မမောစရာတွေ့ရင်လောဘဖြစ်တယ်ဟုတ်လား။ဒီတိုင်းပဲဘာမှကိုမသိလိုက်ဘူးဆိုရင်မောဟကတော့အခြေခံဖြစ်နေတယ်။ဟုတ်လား။အဲ့ဒီလိုဖြစ်တိုင်းဖြစ်တိုင်းဘုံတို့ရဲ့စိတ်ဟာမဖြစ်နေတော့ပျက်စီးနေတယ်၊ယိုယွင်းနေတယ်။ဟုတ်လား။အဲ့လိုပျက်စီးမှုယိုယွင်းမှုမရှိအောင်ဒီစိတ်ကို မြတ်စွာဘုရားဒီမှာစောင့်ရှောက်လို့ပြောတော့ဘာနဲ့စောင့်ရှောက်အောင်မာတော့ဆိုတော့တတိနဲ့စောင့်ရှောက်ဟုတ်လားဘာနဲ့စောင့်ရှောက်မလို့တတိနဲ့စောင့်ရှောက်ရမယ်တတိဆိုတာကဖြစ်နေတဲ့သဘာဝကိုသိနေတဲ့သဘောအတိအမှတ်ပြုတ်နေတဲ့သဘောကိုဘာခေါ်တော့တတိဟုတ်လားတဲ့တဲ့ပြောရရင်ကိုယ်ခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားတွေရဲ့ပုံမှာအမှန်ကအောက်မေ့မှတ်ရတယ်ဝင်လေထွက်လေကစပြီးတော့သိအောင်မြတ်စွာဘုရားလေ့ကျင့်ခိုင်းတာမရှိဘူးလားရှိရနော်အဲ့လိုတတိတအားများလို့ရှိရင် တတိထားတဲ့အချိန်တိုင်းမှာဝရိယလည်းပါတာပဲဝရိယမရှိရင်တတိယဖြစ်ကုန်မဖြစ်ဘူးဟုတ်လားအဲ့တော့တတိထားနေတဲ့အချိန်မှာဝရိယပါတယ်အဲ့လိုထားတဲ့ချိန်ပန်းအချိန်ရေးတွက်များလာလို့ဆိုများလာပြီဆိုရင်တည်ငြိမ်မှုတမာတိလည်းပါလာတယ်ဟောတတိဝရိယတမာတိဖြစ်လာနော်အဲ့ဒါကိုမဲ့ခင်ရှင်ပါရှုတော်ကကြည့်မယ်ရှင်ဘာလို့ခေါ်တော့တမာတိမဲ့ခင်၃ပါဟုတ်လားစဉ်းစားနော် အဲ့လိုမျိုးဘုံဘုံတို့တတိနဲ့ဝရိယနဲ့တမာတိနဲ့အထိုက်အလျောက်တင်းငိမ့်လာပြီးကြိုးပမ်းအထုတ်နေတဲ့ဆိုတဲ့အနေအထားမျိုးရောက်လာပြီးရှင်သူ့ရဲ့အတိသူ့ရဲ့အမြင်သူ့ရဲ့အတွေးသူ့ရဲ့အကြံအဲ့ဒါတွေကလည်းမှန်းလာတယ်တမာတိတိတမာသင်္ကပ္ပပါနော်မတည်မြဲမှုကိုသိလာတယ်မတည်မြဲမှုကိုကြံစီတက်လာတယ်အော်ဖြစ်ချင်းတရားတွေကဒီလိုပါလားတမာသင်္ကပ္ပကိုလည်းတံပိုးထားတတ်ဖို့လိုတယ်နော်တမာဒိဋ္ဌိကိုပဲတံပိုးထားလို့မရဘူးတမာသင်္ကပ္ပကိုလည်းတံပိုးထားရမယ်ဟုတ်လားကိုယ့်ရဲ့ နော်တိုင်းဝိုင်းပြီးတော့ကြံစည်နေတဲ့တွေးတောနေတဲ့သဘောတွေဟာမှန်ကန်ဖို့လိုတယ်ဟုတ်လားအဲ့ဒါဆိုလို့ရှိရင်သွားတမာဒိဋ္ဌိကိုလည်းဘာလို့မလုပ်အားပြုမယ်မှန်ကန်စွာတွေးတဲ့အခါမှန်ကန်စွာကြံတဲ့အခါမှာမှန်ကန်စွာ မြင်သွားတယ်နော်အဲ့ဒါပါခေါ်တော့ပညာမဲ့ခင်နှစ်ပါးမဲ့ခင်၈ပါးထဲမှာနောက်သီလမဲ့ခင်၃ပါးထဲလိုက်ရင်ဘာဖြစ်သွားတော့မဲ့ခင်၈ပါးဖြစ်သွားရနော်ဒါကြောင့်ကိုယ့်ရဲ့စိတ်ကိုထိန်းဖို့မြတ်စွာဘုရားကတော့နော်ဥမာလေးနဲ့လှလပပလေးပြောတဲ့တုတ်တန်တစ်ခုရှိတယ်အဲ့ဒါပါတော့ဆိုတော့ စိတ်ဆိုတာမြေအိုးတစ်လုံးလို့ပဲခန္ဓာကိုယ်မှမြေအိုးလို့မြတ်စွာဘုရားဟောတာမဟုတ်စိတ်ကိုလည်းမြေအိုးလို့ဟောတယ်ခန္ဓာကိုယ်မြေအိုးလို့ဟောတာပျက်စီးလွယ်လို့ရုပ်ပိုင်းဆိုင်ရာဖောက်ပြန်လွယ်လို့မြေအိုးလို့ဟောတာစိတ်ကိုမြေအိုးလို့ပြောတာလည်းပဲလောဘဒေါသမောဟဖြစ်လွယ်လို့တုံလှုပ်လွယ်လို့ပျက်စီးလွယ်လို့သူ့ကိုလည်းမြေအိုးလို့ဟောတာဟုတ်လားအဲ့မြေအိုးကိုဒီတိုင်းထားမယ်ဆိုရင် तू ကလှုပ်လွယ်တယ်တဲ့ကွဲလွယ်တယ်ပေါ့နော်သူ့ကိုကရွတ်ခွေပေါ်မှာတင်ထားမှ तू ကဘာဖြစ်မှာတော့တည်ငြိမ်ပဲ ဒီတိုင်းကရုတ်ခွေမပါလို့ရှိရင်ဒီမြေအိုးဟာဘာဖြစ်မလို့အမြဲတမ်းလိမ့်နေမှာပေါ့နော်တခုခုနဲ့တိုက်မိတာနဲ့ဘာဖြစ်သွားမလို့ပျက်စီးမယ်အဲ့ဒါလို့ဆိုလို့ရှိရင်စိတ်မြေအိုးအတွက်နော်တည်ငြိမ်အောင်ထိန်းပေးတဲ့ကရုတ်ခွေကဘယ်ရလဲလို့မေးမဂ်ဂင်ရှင်ပါပဲလို့ဟောဟုတ်လားဒါကြောင့်မဂ်ဂင်ရှင်ပါကရုတ်ခွေပေါ်မှာကိုယ့်ရဲ့စိတ်ကိုညင်အောင်ဘာလို့ရမလို့ထိန်းရနော်အဲ့လိုညင်အောင်ထိန်းတာကိုပဲဒီနေရာမှာစိတ်ကိုရှောင်ရှား